်တဲ့ဆိုတော့နှစ်တဲ့နဲ့အတိုင်းပဲဟာလားစိတ်တဲ့လူတဲ့တဲ့နဲ့အာလုံးအာလုံးမေတ္တာကရုဏာမုဒိတာဥပ္ပခာလို့ဆိုတဲ့ပြမတော်တရားတွေမိမိတို့ရဲ့တဏ္ဍမှာကိန်းဝဲပြီးတော့မြန်မာနိုင်ငံကြီးကိုအေးချမ်းအောင် စားရတဲ့ဘုတိုးတဲ့အောင်စွမ်းဆောင်နိုင်တဲ့အာဇာနည်ပုဂ္ဂိုလ်တွေထွန်းကားတဲ့မြန်မာနိုင်ငံကြီးဖြစ်ပါစေဒီတဘာဝဘေးဆိုတာကပ်ပေးပါမယ် မုံတိုင်းတို့ငလျင်ဘေးတို့စသည်စသည် ရေဘေးမီးဘေးစသည်မုံတိုင်းဆိုတော့လေဘေးတွေအဲ့လိုဘေးတွေကတ်တယ်မကြမကြရအောင်တော့ရတနာတို့ပရိတ်ကိုရှေးဥစွာမနေ့မှလည်း၃កောက်နေ့လည်း၃កောက်ည၃កောက်အဖြစ်တနေ့လျင်၉កောက်မြတ်စွာဘုရားရှင်ကိုရတနာတို့ပြီးနေရွတ်ဖတ်ပူဇော်ပေးရပါတယ်အဲ့လိုကတ်လေငြိမ်းသွားလို့ အေးသွားခဲ့ပြီမဲ့လို့လည်းပဲအဲ့ဒီကတ်ထဲပါသွားတဲ့တေလွန်သွားကြတဲ့သူတွေရဲ့ခန္ဓာကိုယ်ကထွက်ရှိတဲ့အပုံနဲ့ရတဲ့အချိန်မှလည်းပဲသာသနာတော်မချီညိုပဲနောက်ရှိနေတဲ့နတ်မိတ်ဆာနတ်ဘလူးတွေကအဲ့ဒီလူတွေရဲ့အပုံနဲ့ကိုလာပြီးတော့စားတတ်ပါလေအဲ့ဒီအပုံနဲ့ရတာနဲ့မြို့တန်းရွာတွင်းတွေကိုနတ်ဘလူးတွေနတ်မိတ်ဆာတွေဝင်လာလိမ့်ရှိပါတယ်ဘုရားရှင်ခေတ္တကဝိတ္တလိပြည်လည်းပဲအဲ့လိုဖြစ်ခဲ့ဖို့တဲ့သာသနာတွေရှိပါတယ် အဲအဲ့ဒီကာလမှာမမင်းလေးယောက်ကမြတ်စွာဘုရားကိုရှောက်တယ်။ညိုတဲ့ရွာတဲ့ကိုတာနာတော်မကြည်ညိုနောက်ရှိနေတဲ့နတ်ဘလူနတ်မိတ်ဆာတွေဝန်လာနေပါလေ။လူတွေကိုအသက်အန္တရာယ်တွေပြုနေပါတယ်ဘုရားလိုရှောက်တော်မြတ်စွာဘုရားကအဲ့ဒါဆိုရင်တော့အာဒနာတိယတုတ်ပေးကို ရွက်ဖန်ကြလို့မြတ်စွာဘုရားကအာဒနာတိယတုတ်ပေးကိုဟောကြားပေးတယ်။တင်ပြပေးပါတယ်အဲ့ဒီမှာအဲ့ဒီအာဒနာတိယတုတ်ပေးကို ရွက်ဖန်လိုက်ရင် တ်ဘလူနတ်မိတ်စာတွေကလူရဲ့အပုံနံကိုရပါမယ်လို့သူတို့မလာတော့ထွက်ပြေးကြမြို့တင်းရွာတွေနဲ့ထွက်ပြေးပြီးတော့အလားအေးချမ်းသွားတယ်ပေါ့လေအဲ့ဒီတော့ကပ်ဘေးမလာအောင်လာခဲ့နဲ့ကပ်ဘေးပျောက်သွားအောင်ကရတနာတုတ်ဘေးရွေရပါတယ်အဲ့ဒီကပ်ဘေးကြောင့်အသက်တို့အစီဝင်ကျွေလွန်သွားကြတဲ့သူတွေရဲ့ခန္ဓာကိုယ်ကထွက်တဲ့အပုံနံတွေအပုန်းနဲ့လေရလို့ဝင်လာတဲ့နတ်ဘလူနတ်မိတ်စာတွေကိုလည်းပဲအာတနာမြတ်တို့ပေးကိုရွတ်ပြီးတော့မောင်းထုတ်ရပါတယ် အဲ့ဒီတော့အခုလိုကတဘာဝဘေးကဘေးကြောက်ရွံ့နေတဲ့အချိန်မှာယတနာတုပ်ပရိယအာတနာရိယတုပ်ပရိယကိုအထူးရွတ်ဖတ်စီလိုပါတယ်ဒါလေးကိုတော့စေတနာစန္ဒမေတ္တာစကားပြောကြားတိုက်တွန်းလိုပါတယ်